မင်္ဂလာပါရှင် ရှမ်းအေဂိုမီဒီယာကကြိုဆိုပါရစေမိုင်းတုံမြို့တွင်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်တဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်တွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့်ကိုဝင်ဆောင်မိခင်များအားလာစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာယနေ့နက်9နာရီကမိုင်းတုံမြို့နယ်မိခင်နှင့်ကလေးဂျမားရေးဌာန၌ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်ထို့သောကာကွယ်ဆေးထိုးနှံပေးရာတွင်လာရောက်ကြသူကလေးငယ်များ၏အသက်အပိုင်းခြားလိုက်အုံနောက်အမီအောင်၅မျိုးဆက်ကာကွယ်ဆေးအသေးအောင်တဝါပြီးပိုကာကွယ် ွဲစီပိုလီယိုကျောတိမေခိုင်ဆုံဆို့ကြံညာကြိုက်တူဝတ်တက်ဝမ်းပြဲဝမ်းလျှော်ယောဂကာကွယ်စင်းများထိုးနှံတိုက်ကြွေးပေးပြီးကိုဝင်ဆောင်မိခင်များအားမေခိုင် ဆုံဆို့ကာကွယ်စင်းများကိုကျမရင်ဝန်ထမ်းများကစနစ်တကျထိုးနှံတိုက်ကြည့်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။